ဘယ်လိုဘယ်လိုလဲအဲ့မရှင်းလို့ဘယ်သူကွယ်လုံးသွားတာဟုတ်ပါတပြီတော့ကောင်းလေးရာဒီဆက်လာပိုင်းတည့်ရနေမှာကွယ်လွန်သွားတာဗျာအဲ့ဒီပုံမှာတပြီတော့ဆွဲလန်းစိတ်တွေဖြစ်နေပါလေဗျာဆွဲလန်းစိတ်တွေကအများသားဖြစ်နေလို့မဟုတ်အဆောင်ကြီးတဲ့အခါကျပေါ်လာတယ်ပေါ်လို့ဆိုရင်အဲ့လိုမျိုးတွေကျန်ပူလောင်တဲ့အခါကျဘလို့ပြီးတုတ်ပြန်ဖြစ်ရှင်းရမလဲဆိုရင်ဒါတော့လူတိုင်းဖြစ်နေကြတာပဲလေလူတိုင်းသူသူကိုယ်ပဲဦးဇင်းတို့တော့ကလည်းပဲ အနည်းများတော့ဖြစ်တာပေါ့။ဒါပေမဲ့အနည်းများဆိုတာကတော့ဟိုအများကြီးဖြစ်တာနဲ့နည်းနည်းလေးဖြစ်တာအဲ့လိုတော့ပေါ့။အဲ့ဒါကြတော့စိတ်နေစိတ်ထားခေါ်တယ်ဆို။စိတ်ကအဲ့ဒီမှာသွားနေရင်ကိုယူတဲ့ပုံမူတည်ပြီးတော့စိတ်ကဖြစ်တာ။အတွေးရအဲ့ဒါမှာသွားတွေးတာပေါ့။တခြားဟာကိုစိတ်ပြောင်းသွားရင်အဲအဲ့ဒီစိတ်ကပျောက်သွားတာ။ပျောက်သွားတယ်ဆိုတော့အရင်တော့ကကိုယ်ကတရားဘောင်နာရီပါရီ အထုတ်ဘူးတယ်ဓမ္မမဟုတ်တစုံတရာတော့ဟိုလုပ်ငန်းလေးလုပ်ကြိုင်မှုတယ်ဆိုရင်အဲ့ဒီကိုစိတ်ကိုပို့ထားရင်အဲ့ဒီကိုရောက်နေဒီဘက်ကိုမေ့နေတာဥပမာတရားထိုင်တဲ့လူဆိုဝင်လေထွက်လေမှတ်တယ်ဆိုရင်ဝင်လေထွက်လေကြောင်းစဉ်းစားရင်ကိုယ့်ဘက်စိတ်ကမပေါ်တော့ဘူးပေါ်တာနဲ့တပိုင်နဲ့ဒီဘက်ကိုပြန်ပြောင်းမှာသတိလေးထားပြီးဆက်ချင်းချိန်လိုက်ရင်ပြောင်းသွားတော့မဟုတ်ဘူးခုမှကျော်တော့ပါလေလုပ်နေတဲ့ဒီ feeling လာပါလားအဲ့ဒါမျိုးတွေပေါ့တစ်ခုခုကို ဟိုမူတည်ပြီးတော့အာယုံတစ်ခုကိုပြောင်းယူလိုက်တော့ပြောင်းယူလိုက်တဲ့ဆိုတာပထမတော့မရဘူးဘောကတစ်ဖက်မှာအာယုံကပြောင်းလဲမှုကိုလေ့ကျင့်ထားတာများရင်တော့ချက်ချင်းပြောင်းလို့ရတယ်လေ့ကျင့်ထားတာနည်းရင်တော့နည်းနည်းပဲပြောင်းတော့အဲဆက်ကတစ်ခါဟိုအဲ့လိုပဲဖြစ်တတ်တယ်မဟုတ်ရင်လည်း50 50လောက်ပြည့်နောက်တစ်ခါတစ်ဖက်ကစိတ်ဆင်းရဲမှုကနည်းပြီးဒီဘက်ကစိတ်လွတ်လပ်မှုကိုများတဲ့အာယုံဘက်ကိုလေ့ကျင့်ထားတဲ့သူကတော့အရောက်မြန်တော့ ရောက်လည်းများတာပေါ့နေရာကဦးဇင်းတို့ဘိုးတော်ကကြာပါပြီဒကမကြီးတယောက်ကသူပါပြည့်လဲဆိုတော့သူမျိုးသားလဲဆုံသူသားလဲဆုံနေအဲ့မှာပြင်ပြရတဲ့ဒီပြည့်တို့တော့ကမီတောက်နေတယ်ပေါ့အဲ့ဒါဒီမီလေးငိမ့်အောင်ပြင်ရဖို့ပြပါတော့မင်းကပြောတယ်အဲ့ဒါတော့မတတ်နိုင်ဘူးလို့နော်မီးလောင်နေတဲ့အချိန်ခါမှာငြိမ်းမှုဆိုတာကရေရှိမှငြိမ်းလို့ရတာလေ နောင်မလောင်အောင်တော့ဦးဇင်းတို့ကပြောပြလို့ရတယ်အခုလောင်တာတော့လွန်သွားပြီလွန်သွားပြီဆိုတော့အခုကျမှထရှင်ဆိုတော့ဟိုမဟုတ်အောင်တော့ဦးဇင်းတို့ပြောပြပြလို့ရတယ်ဆိုပြီးတော့တရားအကြောင်းပြောပြပြဆိုလိုတာဒီတရားကအရင်ဆုံးလောက်တာတော့မှာဘုဘကမိလာတဲ့အခါမှာရေရှိတော့ဒီရေနဲ့လောင်နိုင်ရင်ငြိမ့်တယ်လို့ပဲအခုကျမှရေရှာမှဆိုရင်ချက်ချင်းလက်ငင်ရတော့မလွယ်တော့ဘူးလေ ဒါအခုဖြည့်တဲ့ဖြည့်ရလဲအဲ့လိုပဲအခုပူနေတယ်ပူကြမှာပဲဒါကတော့အဲ့ဒါလေးနဲ့ကြည့်လိုက်ပဲငါတယောက်ပဲဖြစ်တာအောင်လဲတကဘာလုံးပြည့်နေတယ်ဆိုနည်းနည်းယော့သွားပြီးတဲ့အခါကျတော့အဲ့ဒီမှာတော့တော့တွေးနေလို့ဖြစ်တယ်နော်တွေးနေလို့ဖြစ်တာတချို့နစ်နဲ့ချီပြီးကြာတယ်ကြာတယ်ဆိုတာကသူတို့ဒီတွေးကိုသူတို့မပြောင်းမှမပြောင်းဘူးပြောင်းတာနဲ့တပြိုင်နက်အခုပြောင်းခုပြောင်းဟို တရားဟောတာတောင်းတရားပွဲမှာနေခင်တကယ်ကြီးဆုံးသွားတယ်ဗောကွယ်လွန်သွားတယ်သွန်သားတော့မှာသွန်သားတော့မှာနတ်နိုင်ငံနဲ့ဝင်ပြန်ထွက်လာတဲ့အချိန်မျိုးဆက်တော့အဲ့ဒါနဲ့အေရောလုံးသွားတော့လေပြီးပြီဗောပြီးပြီးတော့ဥစဉ်ဆွန်သားတော့အဲ့ဒီလူတွေလည်းတိသွားတာတိတော့ဥစဉ်ဆွန်သားနဲ့သူတို့ကြည့်နေကြဒီနေတော့ဦးဇင်းကလည်းစားတာပဲလေ။ကိုစားရည်ကြည့်။နောက်တော့သူတို့မေးတယ်။ဟိုဟာ သိမကောင်းမပြည့်ဘူးလားဗောအစားတော့မပြည့်ဘူးလားဗောအာသူသေးတာကိုသေးတာမှမဟုတ်ဘူးလေသူသေးတာသူပိတ်ကြတယ်ကိုနေမစားဘူးကိုစားတာကိုကိစ္စလေကိုမစားဘဲနဲ့နေရင်ကိုကိစ္စပဲပြည့်သွားမှာဆိုလိုတာစိတ်မကောင်းမဖြစ်ဘူးလားဆိုတော့ပြည့်တင်သလောက်တော့လည်းဖြစ်စိတ်မကောင်းဖြစ်လို့လည်းမမတူတော့မှာဒါကတော့ညံဖြစ်သွားပြီလေနောက်တစ်ချက်ခုနပြောသလိုပဲသေးတာတကဘာလုံးသေးတယ်ဒါနိုင်ငံလုံးသေးတယ်ဒါတော့ တတန္တရာလုံးဝဘောရများစွာအကုန်လုံးဒေနာခွေကြောင့်ကျင်းနေလူပြမာနတ်ဆိုတာဒါရီကအကုန်လုံးသွားနေကြအဲ့တော့ကိုကဒါလေးထည့်တွေ့ရင်စိတ်ချင်းရမယ်ထည့်မတွေ့တဲ့အချိန်စိတ်မစုံဘူးဒီတော့သင်ကတိတိကျင်အဲ့ဒါကိုထုတ်လိုက်ထုတ်ပြီးတော့ကိုအခုပါလုပ်လဲအခုလုပ်တဲ့ဟာပါပဲကိုကအယုံပြုလိုက်ဘုဘလုံးလဲစာစားရင်အဲ့ဒီစာကြည့်လိုက်တဲ့တပါလေးလဲပါရင်းလေးလဲဆိုတော့ဟိုစိတ်ကမေ့ပါဘူး နောက်ပြီးတော့ကိုရှိမှမျက်စိရှိလည်းမြင်ရတာမဟုတ်နားနဲ့ကြားရတာကြားပြီးပြောက်သွားတာကြားပြီးပြောက်သွားတာကိုစိတ်ကထပ်တွေးရင်တော့စိတ်ထဲမှာ line ထလာမှာပေါ့အဲ့ဒီမှာမထဲတန်တဲ့ဒီပိုင်းနဲ့အဲ့ဒီ line ကလည်းထားရှိတော့အဲ့တော့ဒါဟိုလက်တွေ့ဥစဉ်တို့ဖြစ်တဲ့ကိစ္စနော်ဒါလူတိုင်းကြုံနေကြတယ်ခုနပြောတဲ့အမေခံတာတွေလည်းပဲအဲ့ဒီတက္ကမကြီးဆိုသူ့အတွက်ကတော်တော်စိုးစိုးဝါးဝါပေါ့သူ့မျိုးသားလည်းဆုံးနေသူ့သားလည်းဆုံးနေပြီးတော့သူ့သူ့ကမြတ်တော်တော်လေးကိုပြန်ပန်းချတယ် ဒီမှာပြမဲ့ဒါကမတတ်နိုင်ဘူးအစိုးရတဲ့ဟာဒါလေးသတိထားပြီးတော့ဒီလိုသဘောတရားလေးတွေကိုစိတ်ထဲမှာအချိန်ရများစွာသင်စားထားနိုင်ခဲ့ပါရင်တကယ်လက်တွေ့ကြုံလာတဲ့ပုံတော့အဲ့စိတ်လေးကတက်နေသူပူပြောင်းပေးလိုက်ရုံအခုကြတော့မှဆိုရင်တော့တဖြည်းဖြည်းတော့ခုနားလဲသွားရင်တဖြည်းဖြည်းတော့ပြောင်းပြောင်းယူလို့ရအဓိကတော့အတွေ့ပဲစိတ်ထဲမှာထဲတွေ့လို့ဖြစ်လာနောက်ဦးဇင်းတော့လုပ်ပုံကံမော်လေးတခုရှိတယ် သင်တို့တခါကြီးဆုံးသွားတဲ့အခါတကောင်ကြီးကိုတခြားအိမ်ပို့လိုက်ဟိုမိသားစုတွေရှိတခြားအိမ်ပို့လိုက်ရဲ့သူဘာဖြစ်လဲသူနဲ့သူတို့နှစ်ယောက်ကတူနေတာလေသူတယောက်ရှိရင်ဒီနေရာမှာနေဒီနေရာသူ့အတွေးတွေကရောက်နေမယ်အဲ့တော့နေရာရွှေ့လိုက်တယ်ပြီးရင်အိမ်ကိုပြောင်းပလိုက်တယ်ဒီနေရာထိုင်ခင်းတွေအကုန်လုံးပြောင်းနေမယ်တလားလောက်တခြားမှာပို့ပြီးတော့မှပြီးတော့မှအဒီကိုပြန်လာလိုက်တယ်အဲ့တော့စိတ်ထဲမှာဘယ်လိုပဲမေ့ရပါ ဒါလက်ရချီရလဲဘာမှမရှိဘူး။ဘာဖြစ်လို့ဆိုတော့နေရထိုင်ခြင်းဂရင်တို့ဓာတ်တို့တို့ဘာတို့အဲ့ဒါတွေအကုန်လုံးမရှိတော့ဘူး။အကုန်လုံးမရှိတော့နည်းနည်းပြောင်းလဲတင်တာလေးတွေပြောင်းလဲလိုက်တော့ခုပြန်လာတဲ့အခါကြည့်တဲ့အခါကျတော့တွေးချင်တော်မှဒီပစ္စည်းလေးရောဒီနေရာမှာဒါလေးရသူဆိုတာတွေးလို့မရတော့ဘူး။ဘာလို့ဒီပစ္စည်းကဒီနေရာမှာမရှိတော့ဘူး။တချို့ကရှိတယ်လေ။အဲ့ဒါဟို ဟိုတချင်းတွေဘာတွေသွားနှထောင်မိရင်ပူတော်ဆိုမယ်ဟိုမိမိဘဘောအမေဆုံးသွားလို့သူတို့တချင်းထဲမှာထည့်တယ်မလားအမေဘုရားကငါမိတတ်ဘုံအမေကုံတော့ပရိလေးတွေဆိုပြီးတော့အဲအဲ့ဒါတွေးရင်မြေကြီးကြပြီပေါ့ဘာဖြစ်လဲအဲ့ဒါတွေကမရှိတော့တဲ့ဉာဏ်ပြောင်းလဲပြန်ဒါကျေစုကန်းတာမဟုတ်ဘူးနော်ဘာဖြစ်လဲဆိုတော့တောကကြတဲ့ကူကကုသိုလ်မှမဟုတ်ဘူးအကုသိုလ်ရင်းတာဒီအကုသိုလ်ကမဖြစ်လေကောင်းနေပဲအတိညာရှိတဲ့နားလဲတဲ့လူကတော့ချက်ချင်းပြောင်းလဲလိုက်တော့ချက်ချင်းပြောင်းလဲလိုက်တဲ့နေ့တပိုင်းနဲ့ စိတ်ချင်းရဲ့အဲစိတ်ညစ်တယ်ဆိုတော့တောကတွေကနေပြင်းဝေးသွားတယ်အဲ့ဒါတော့ဦးဇင်းတို့သဘောထားကိုပြပြတာနော်။ဘာဖြစ်လဲဆိုတော့ကောင်းတာနဲ့မကောင်းတာမှာကောင်းတာကတော့ကောင်းတာပဲပေါ့။မကောင်းတာကတော့ဖြစ်လာရင်ပဲကောင်းတယ်။အဲ့တော့မကောင်းတာမှလည်းများများပြောင်းနိုင်ရင်တော့ကောင်းဆုံးပဲ။ဒီသဘောပေါက်လာတော့ပြတာ။အဲ့ဒါလို light လောက်ရမယ်လို့လဲဆိုလို့ဒါမဟုတ်နော်။ကိုယ်ဘာသာကိုအဆင်ပြေနော်။ utile. Grazie.